ခေါနက် monetization နဲ့ပတ်သက်ပြီးတော့အခုသူတမတ်တဲ့ follower တွေအဲ view တွေရဖို့အတွက်စူးစမ်းတဲ့အခါမှာအားလုံးလိုလိုပေါ့နော်တော်တော်များများအခုဆိုလို့ရှိရင်ဒါစိတ်ဝင်စားနေလှုပ်လာကြရပေါ့နော်လှုပ်လာတဲ့အခါမှာတချို့ကရာခိုင်နှုန်း80လောက်ကပါလေလှုပ်လဲဆိုတော့အဲ follow တွေ share တဲ့ကိစ္စအရင်ဆုံးလှုပ်တယ်ပေါ့နော်ကိုမှ follower လိုနေတယ် follow ပေးပါ လိုက်ပြီးတောင်းနေပါတော့ group တွေအများကြီးတဲကိုရှောက်ဝင်နေဒီလိုမျိုးပေါ့နော်တခြား ASEAN လောက်တဲ့ group တွေလည်းအများကြီးရှိတယ်အဲရီရှိမှာဘာဖြစ်လဲဆိုတော့တို့ကဒီကစားပွဲကနေပြီးတော့မှထွက်သွားနိုင်တယ်တို့များကျွန်တော်မြင်ဘူးတဲ့လူတွေပေါ့နော်တော်ပြီးပင်ပန်းပြီးဒီအားကြီးကိုမလုံနိုင်တော့ဘူးဒီဝစ်ကျွေးရနေမှာလွတ်မြောက်အောင်လို့နားလိုက်ပါပြီပေါ့ဘာဖြစ်လို့တို့ဒီလိုမျိုးဖြစ်လဲဆိုတော့အစလောက်ကလေးကလမ်းကြောင်းလွှဲခဲ့တာပေါ့နော်လမ်းကြောင်းလွှဲခဲ့တယ်ဆိုတာကျွန်တော်မြဲပြောလို့မျိုးပေါ့နော် ကျွန်တော်တို့ကကွန်တန့် monetization ကိုစူးစမ်းနေတာဖြစ်တယ်။ Facebook ဘက်ကလည်းကျွန်တော်တို့ဟိုဒီ content creator တွေကိုသူ့အနေနဲ့ဒါ invite လုပ်တာဖြစ်တယ်။အဲ့တော့ကျွန်တော်အနေနဲ့က content တွေဖန်တီးတတ်တဲ့လူဖြစ်ရမယ်။ content တွေမဖန်တီးတတ်ဘဲနဲ့သူတတ်မှတ်ချက်တွေပြည့်ပြီးတော့ကျွန်တော်တို့ CM invite ပြီးတိုင်အောင်မှကျွန်တော်တို့တွေပို့ပြီးစိတ်ညစ်ရဖို့ရှိတယ်။ သူပေးတဲ့ပြာကနန်းလေးတွေအဲဒါမျိုးလေးတွေနဲ့ကျွန်တော်တို့ကဒီ social media ကြီးကိုအချိန်နဲ့အရန်ပေးပြီးတော့ကျွန်တော်တို့ကလုပ်နေမှာလားဗောနော်ဒါကြောင့်ကျွန်တော်ကျွန်တော် group မှာဆိုအမြဲပြောတဲ့စကားတစ်ခုဗောနော် follow ကအရေးမကြီးပါဘူး follow မရှာနဲ့တကယ်ကိုယ့်ရဲ့ဒီလူရင်းတွေအချင်းချင်းရင်းနှီး ခင်မင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကအဓိကလိုတဲ့ engagement တစ်ခုရလာမယ် engagement တစ်ခုရလာလို့ဖြစ်တဲ့အတွက် Facebook ကလည်း engagement ကောင်းတဲ့ post တွေကိုတခြား audience တွေကိုကိုယ်မသိတဲ့ audience တွေကိုအတူအနေနဲ့ပို့ပြီးပြပေးတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီ content တွေမလုတ်ဘူးဆိုလို့ရှိရင်ရေရှည်မှာခုနပြောလိုမျိုးပေါ့နော်ညင်းငွေ့လာမယ်ညင်းငွေ့လာမယ်ဆိုတဲ့နေရာမှာဒါကကိုက သူများငွေရလို့ကိုလည်းငွေလိုချင်တယ်သူမဟုတ်သူများ social platform မှာတုံးနေရင်လည်းဒီလိုမျိုးပေါ့နော်တူတူတထွားဒီလိုမျိုးပေါ့နော်ဒေါ်လာပြားကနန်းနေရလို့ကိုအနေနဲ့လည်းရချင်တယ်ဆိုတဲ့စိတ်ကုနဲ့ကိုကလောက်တာဖြစ်တဲ့အတွက်ရရှိမှထင်တယ်လို့မရတယ်လို့နောက်ပြီးတော့ကိုကလမ်းကြောင်းမမှန်ခဲ့တဲ့အတွက် Facebook ကနေပြီးတော့ဒီ monetization နဲ့ပတ်သက်ပြီးတော့ restrict လောက်တာရှိတယ်။နောက်ပြီးတော့ monetization ကိုပြန်ပြီးတော့ကျသွားတယ်ရှိတယ်။အဲ့ဒီချိန်ကျလို့ရှိရင်အရန်ကိုစိတ်ပြတ်သွားတယ်ရှိတယ်။ ်ဖြစ်တဲ့အကြောင်းရင်းကလည်းရှင်းရှင်းလေးပေါ့နော်ကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းကြောင်းမမှန်ခဲ့လို့ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကအဓိက content monetization ကိုမပွင့်ပါဘူးစိတ်မညံ့ပါဘူးမဟုတ်အချိန်တစ်ခုရောက်လာတယ်သူတတ်မှတ်တဲ့အရေးချင်းတွေကျွန်တော်တို့မှပြည့်စုံတယ်ဆိုလို့ရှိရင်ဒီ account ဒီ page တစ်ခုကမပွင့်စရာအကြောင်းမရှိဘူးပေါ့နော်မြန်မာပြည်ရဆိုလို့ရှိရင်တော့ page ပေါ့နော် page ကိုနိုင်ငံခြား admin တယောက်လောလောဆယ်မှာရင်ခန့်တာနိုင်ငံခြား admin ခန့်ပြီးတော့ CM server တွေပေါ်လာပြီးဆိုတဲ့အချိန်ကျမှမြန်မာ admin ထွက်ပြီးတော့ ိုင်ငံခြား admin account တစ်ခုနဲ့ဝင်သုံးရမှာပေါ့နော်ဒါနောက်နောက်ပိုင်းကြမှာပါဆိုတော့ခုနစကားကိုပြန်ဆက်ရမယ်လို့ရှိရင်ကျွန်တော်တို့အခုချိန်မှာအဓိက target ထားမှာကျွန်တော်တို့ဒီယာကြီးကိုမပြင်းအောင်လို့ရေးရှိမှာမပြင်းအောင်လို့လောက်ရမှာကကျွန်တော်တို့တပတ်ကို content တပုတ်လောက်တော့ quality ကောင်းကောင်းလေးဖန်တီးဖို့လိုတယ်ဖန်တီးတဲ့ခါမှာလည်းကိုယ်အနေနဲ့တကယ်ကို စိတ်ရှည်လက်ရှိနေပါဘောเนาะကိုအနေနဲ့ဒါပြောမယ်ဆိုရင် schedule တစ်ခုအနေနဲ့ဘောเนาะတပတ်ကိုကိုတပုတ်တော့ရအောင်ဖန်နေမယ်ကြံတဲ့6ရက်ကတော့ကိုအစဉ်ပြေလို့တင်မယ်ဆိုတော့ဒီလိုမျိုးရည်ရွယ်ချက်လေးနဲ့ဒါသွားမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒါကြီးကပြင်းစရာလည်းမကောင်းတော့ကိုကအလေးချင်းတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ကို corner နေဖန်တီးတာဝါဒနာတွေပါလာမယ် လောက်တက်လာမယ်ပို့ပြီးတော့ဒီနယ်ပယ်မှာကျွမ်းကျင်လာမယ်နောက်ပြီးတော့ကိုကဒီ group မှာထားလိုက်ပါတော့ဒါကျွန်တော် group အနေနဲ့ပြောတာပါဘောเนาะကျွန်တော်ဖွဲ့ထားတဲ့ group မှာဆိုလို့ရှိရင်ဒီအချင်းချင်းလူတွေအားလုံးကညီကိုမောင်နှမစိတ်ဓာတ်နဲ့အားလုံးကရိုင်းပင်းကူညီနေတာဖြစ်တဲ့အတွက် follow ဖြုတ်มาနေပါတယ်ဆိုတာလည်းသူတို့စိတ်ထဲမှာမရှိဘူး။ဘာလို့လဲဆိုတော့ကိုတိနေတယ်ကိုခင်မနေတဲ့တငယ်ချင်းတယောက်ကိုကိုနေနေကလည်း ပါအเจ้าရာနဲ့မှ follow ဖြုတ်စရာမရှိဘူးဝစ်ကြေတန်းကြေ follow လာခိုင်းတဲ့လူတွေကို follow တယ်ပြီးရရှင်ကြရင် तू တင်တာမကြိုက်တဲ့ချိန်မှာကိုကဘာပဲဖြစ်တရားကဖြုတ်ပိုင်권ရှိရလေလူတိုင်းမှာကိုစုံဖြတ်ခြင်းနဲ့ကိုလေနော်ဒါကြောင့်ရင်းနှီးမှုကလည်းရည်ကြည်တယ်သူများ RCS group တွေအများကြီးတွေ့ပူပါတယ်အခုနောက်ပိုင်းမှာအများကြီးအများကြီးထွက်လာပါတယ်နော်ကျွန်တော်တို့ဒီ group တွေထောင်ပြီးတဲ့ချိန်မှာလည်းကျွန်တော်အများကြီးတွေ့ရတယ်လမ်းကြောင်းတွေလွဲနေရတယ်လည်းတွေ့ရတယ်တို့ပေမဲ့ကျွန်တော်တို့များတွေတော့ ျွန်တော်ဝေဖန်ပြီးတော့တော့ပြောတာလည်းမရှိဘူးเนาะတို့ဒီမဲ့ကိုဂရုထဲမှာရှိနေလူတွေကိုတော့ကျွန်တော်လမ်းကြောင်းမမှန်လေးတွားစီခြင်းနဲ့ရေရှည်မှာပြင်းရည်ပြီးတော့မထွက်သွားရအောင် ရေရှည်မှာကျွန်တော်တို့နည်း content quality ရေဖန်တီးတက်လာအောင်နောက်ထပ်တစ်ချက်က content monetization ကြောင့်မဟုတ်ပဲနဲ့ကိုတကယ်လို့ဒီ CM နဲ့ပတ်သက်ပြီးတော့မလုတ်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အပြင်အလုပ်တွေတခြားကိစ္စတွေအကုန်လုံးကျွန်တော်တို့က ခေါင်းနှံတပုတ်တွေနဲ့ကျွန်တော်တို့ဖန်တီးတက်လာမယ်။ဒါအရန်ကိုအကျိုးကျေးဇူးရှိတဲ့အမြတ်တစ်ခုပေါ့နော်။ထပ်ပြီးတော့အကျိုးကျေးဇူးရှိမှာကျွန်တော်တို့မှာကုဆိုရင်မိတ်ဆွေတွေများလာတယ်။မိတ်ဆွေတွေများလာတာဖြစ်လို့တဲ့ကျွန်တော်တို့လုပ်ငန်းတွေလုပ်တာပဲဖြစ်ဖြစ်ပေါ့နော်။ပေါင်းနေနေပဲဒီဒီမှာပေါင်းနေနေရလာမယ်။ထပ်ပြီးတော့ကြတော့ကျွန်တော်တို့ကိုတိလာတာဖြစ်တဲ့အတွက်ဥမာဆိုပါစို့ဒီကျွန်တော် group ထဲကလူတွေဆိုရင်ကျွန်တော်တီးကြတယ်ကျွန်တော်ဘာလုပ်လုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်ဆိုင်လို့ကသူတို့တီးမယ်အဲ့အတွက် ဒီ social media marketing နဲ့လုပ်နေတဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့လုပ်ငန်းတွေကကိုယ့်လူတွေရဲ့ engagement တွေအများအားရနေလဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းအရန်ကောင်းတယ်။ဒါကြောင့်ဒီဟာကိုလုပ်တဲ့ချိန်မှာကျွန်တော်တို့အများကြီးတွေးရအပေါ်ရန်လေးကိုပဲတရက်နှစ်မိတ်ရေကုန်ရေခမ်းမအိတ်မနေအားဆိုင်လောက်တာမျိုးမဟုတ်ပဲねကျွန်တော်တို့ပုံမှန်လေးကျွန်တော်သွားမယ်ပုံမှန်လေးတပတ်ကိုတစ်ခေါက်လောက်ကို content quality ကောင်းကောင်းလေးဖြန့်တီးမယ်ဂျန်နဲ့6ရက်ကတော့ကျွန်တော်တို့အစင်ပြေလိုလေးတင်မယ်အဲအဲ့လိုမျိုးလေးကျွန်တော်တို့ သွားကြည့်မယ်ပေါ့နော်ဒီ follow share တွေပါတွေအဲ့ဒါတွေကခေါင်းထဲကလုံးဝထုတ်ထားလိုက်ပေါ့နော်ဒါတွေကိုမစင်စားနေနဲ့ကိုဒီခင်မင်ပြီးသားလူတွေနဲ့ကိုအနေနဲ့ရင်းနေနေတတိုင်ဝင်သွားမယ်ဆိုလို့ရှင်ဒီလမ်းအကြောင်းကအကျိုးအမြတ်အများကြီးရှိပါတယ်โอเคဒါလေးကိုကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်ဒီလောက်ပါပဲ